ပြီးတော့ဇာတ်ရခြေဆောင်ကန်တာခြေဆောင်ကန်တာဇာတ်ရကွန်ဖူးမှာတော့ခြေဆောင်ကန်ကြီးကနှစ်နှစ်မျိုးရှိတယ်ပေါ့ဒီလိုဇောင်းတဲ့ဒီလိုဒဲကန်တာရဲ့ဒီလိုပြန့်လန့်ကန်တာရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်ဇာတ်ဘန်ဒူမှာတော့သုံးမျိုးရှိတယ်သုံးမျိုးဆိုတာဒီလိုခြေဆောင်ကိုဒီလိုကွန်ဖူးလိုပဲဘလိုဒဲကန်တာရှိတယ်ဒီလိုပြန့်လန့်ကန်တာရှိတယ်အဲခြေဦးကိုဒီလိုအောက်ဆိုင်ဒီလိုကန်တာရှိတယ် 3မျိုးဒီမှာတော့ဆရာ2မျိုးရှိတယ်เนาะအဲ့တော့နောက်1မျိုးပြအောင်အဲ့ဒီခြေဆောင်ကကြတော့ခတ်သွားတယ်။ဟောလေအခုမင်းတို့ကစားအခုကန်ကျဲ6မျိုးမှဆိုရင်ဆရာတို့ကဒူးကိုပဲကစားသွားတယ်။တဲ့ပဲကန်ကန်ဒီလိုပဲဟလာအပြွန်ပဲကန်ကန်ဝိုက်ပဲကန်ကန်ဒူးပဲကစားသွားတယ်။သူကကြတော့အခုကြတော့သူကအဓိကကစားတော့ဟာတင်ပါဇက်ကစားသွားတယ်။အဲ့ဒါလေအခုဆရာတို့ဒီမှာဒီလိုပဲဆောင်းယူထားလိုက်တယ်။ ဒီဒူးဟာဆရာတို့ကိုယ့်ရဲ့ယင်ဘက်ရှိမှာကိုယ့်ရဲ့ဒူးပြားဒီဆရာတို့ယင်ဘက်နဲ့ဒီဘက်ကနေပြန်ရှင်းနေမှာเนาะဟိုဒီဒူးဒီဒူးဟာဆရာတို့ဒီယင်ဘက်ရှိမှာဒီကိုယူထားခြေဆောင်သူ့ဘက်ကိုယူရဲရွှဲထားတယ်ပေါ့အဲ့ဒီမှာဆရာတို့ဒီမှာဒီဒီအခက်ရသည် तू ကဒီဟာကစားနေတာဒီတင်ပါဇက်လေအဲ့ဒီဥစ္စာ ਨੇ ဒီဥစ္စာ ကိုယ့်ရဲ့ဒီမှာ ဒီခါယိုးနဲ့ဒီတင်မာနဲ့ဒီဒီမှာတော့ယူချိန်ထားရပေါ့သူသူ့ကိုဒီလိုယူပြောသူ့ဒီမှာချိန်ထားတယ်သို့တော်လည်းကန်လိုက်တဲ့အခါခြေတော့ကဆန့်ထုတ်ရင်ကိုနဲ့တတိယနဲ့တဒန်းနဲ့ကိုဆန့်ထုတ်လိုက်ရမကန်လိုက်ဆန့်ထုတ်လိုက်တဲ့အချိန်မှာဆိုဒီအပေါ်ပိုင်းကိုကဒီလိုလိန်ချနိုင်ဒီလိုလိန်ချနိုင်အဲ့တော့အရင်ဆုံးမင်းတို့လေ့ကျင့်မယ်ဆိုရင်ဟိုဒီနေတိုင်းရှိတာကိုဒီလိုလေးအရင်လေ့ကျင့် အဲ့နှစ်ခုကတွဲသွားခြေတော့ကဟိုဘက်ကိုထွက်သွားတယ်ဆရာဒီလိုချလိုက်ပြန်ဆွဲယူလိုက်ဒီမှာသူကဒီမှာနော်ဆန်းထုတ်လိုက်တဲ့ချိန်ဆရာဒီမှာကြသွားလိန်ချလိုက်တယ်နော်ကိုနဲ့ခုနကဒီမှာခြေဆောင်အဒီဘက်မှာနော်ဒါပေမဲ့ကန်လိုက်တော့ဒီကိုနဲ့တန်းတော့ကန်ထလိုက်ဒီအောင်လိန်ချပြီးကန်လိုက်တယ်ကန်လိုက်ပြီးရတယ်ဒီဟာပြန်ဆွဲယူလိုက်တာဆွဲယူတာဒီကတော့ဒီဟာပဲတင်မဆက်မှတွေ့လားဆွဲလိုက်ဒါကဒုတိယဒါကအဓိကကစားရတယ်ဒီမှာတွန်းထုတ်လိုက်တယ် မာတိရဒီဟာချိန်မယ်ဒီဟာချိန်မယ်အဲ့ဒီမှာဘာဖြစ်တက်လဲဆိုတော့ဆရာအခုကန်လိုက်ပါအောင်ခြေဆောင်ကန်လိုက်နောက်အဲ့လိုလေးခေါက်တော်တက်တယ်မဟုတ်ဘူး तू ကန်ထုတ်လိုက်တယ်မာနော်လိန်လိုက်တယ်ပြန်ဆွဲယူလိုက်တယ်ကိုမူလန်းနေရဒီရင်ဝမ်းဒီနဲ့ဒီဒူးပြားနဲ့ဒီတဲ့သွားတယ်ဒီနေထောင်းကိုပြန်ယူသွားတယ်ဟိုလက်ကဒီမှာပြန်ပြသွားတယ်ဆန့်ထုတ်လိုက်တဲ့အချိန်မှာဆရာဒီမှာချိုးချလိုက်တယ်ဆန့်ထွက်သွားတယ်ဒီမှာဒူးပြန်ယူလိုက်ရင်ဒီခိုကဒီလိုပြန်ဖြစ်သွားတာ လက်ဒီမှာပြင်ထားလိုက်အဲ့ဒါဟိုဖြည်းဖြည်းချင်းကျင်းမရမကြွားလေနည်းနည်းခတ်တယ်အခက်ဆုံးလို့ပြောလို့ရတယ်အဲ့တော့ဆရာတို့လေးတဲမှာထပြီးတော့ကဲမစို့ပို့ဆိုးသွားတယ်သူကလေအဲ့ကြောင့်ဒီအောက်မှာအရင်ဆုံးလေးကျင်တာအောက်မှာရပြီဆိုရင်နေရာမှာကင်မိကျင်ပြီးရင်အလွတ်ကျင်အဲ့လိုအဆင်ဆင်သွားဟိုဒီလိုယူထားရမှာနော်ဒီမှာဒီထားရနေဒီမှာဆန့်ထုတ်လိုက်ဆရာတို့ဒီမှာနော်တောင်းကိုချပေးလိုက်ပြီးရင်ပြန်ဆွဲယူလိုက် မဆန့်ထုတ်လိုက်ပြန်ဆွဲယူလိုက်သူ့မူလနေရာကိုပြန်ယူရမှာနော်ဒီမှာတော့ဒီရှေ့မှာလောမကြည့်ဖို့လိုတယ်သူကဖြည်းဖြည်းချင်းပဲလေ့ကျင့်အဲ့ဒီအချိုးမှန်သွားဖို့လိုတယ်နော်အဲ့ဒါဆိုဆရာဒီဘက်ကပြမယ် ဟိုဆရာတို့ဒီမှာဒူအာကိုနဲ့ဒီမှာတတန်းနဲ့ why why ကန်တော့ဆရာတို့အပေါ်မှာဒီလိုနော်အဲ why chain နဲ့မှားနိုင်တယ်နော်ဒူယူတာဒီမှာ why chain တော့ဒီမှာ55000ဒီမှာကြောက်ကိုရှိမှာဟိုလဲယူထားတယ်ခြေဆောင်ဒီမှာသူ့ဘက်ကိုကန်မှာနော်အဲ့မှာခြေတော်ကြီးကကန်ရင်ဒီလိုကြီးဖြစ်သွားတတ်တယ်နော်ဒီလိုကြီးဖြစ်သွားတယ်မဟုတ်ခြေဆောင်ဒီအချိုးတွေအစ်စ်တွေခံရမှာနော်အခုဒီပခုံးဝါဆရာတို့ဒီလိုခြာပြရမှာ အဲ့မှာဒီမှာတင်ပါဆက်ကစားတာအခုဒီမှာဆရာတို့ခြေဆောင်ကဒီမှာတူးတက်တက်ယူထားတယ်တို့တော့ကန်လိုက်တဲ့အခါမှာဒီခါနဲ့တံတန်းနဲ့ဖြစ်သွားတယ်ဆန့်ထွက်သွားတာဒီမှာဆန့်ထွက်သွားတယ်အဲ့ဒီမှာဒီမှာနော်ဒီတင်ပါဆက်ဒါလေးကစားရနေရဒါဒုတိယဖြစ်သွားတာဒါအခရာအမေမယ်ဒီမှာဟဲ့လားဒီဟာအဲ့တော့အခုဆန့်ထုတ်လိုက်ပြီဆိုရင်ဆရာတို့ဒီဟာချလိုက်ငါပြန်ယူလိုက် နော်ဒီမှာချလိုက်တဲ့ဟာကဒီမှာပြန်ခြေတော့ကလည်းဒီကိုပြန်လာလက်ကလည်းဒီပခုံးကလည်းတင်ပြီးတော့ပြန်ရအောင်နော်တို့ကတော့ခက်တယ်ဖြည်းဖြည်းချင်းကြည့်ယူအောင်နော်အဲခြေဆောင်ပေါ့